ဟာသာစကားတွေကနေယုံချက်ပြီးဝင်ကြီးဖြစ်ဖို့အတွက်အလွတ်တော်အမဲ့ဝင်ပြိုင်တော့မဲ့တက်တက်ထုံတက်တက်ကျော်ကမစ်ယူနီဘာစ်မြန်မာအလှမဲ့ဖြစ်ခဲ့ပြီးတော့လက်ရှိမှာတော့ရွှေစန်းဖွင့်ပွဲမှာတော့လိုက်ကနေတဲ့သူပါအလှမဲ့တယောက်ဖြစ်ပြီးတော့စင်မော်မော်ကွေးနေအောင်ကနေလို့အလှမဲ့တယောက်နဲ့မကင်ညီဘူးလို့လည်းပြောခံနေရပါတယ်အကတင်နှန်းကိုလည်းတက်ထားတဲ့ပြင်ငါးပါးသီလလုံးလို့စင်မော်မော်တက်ကန်းရတာကိုမရှက်ပါဘူးဆိုတဲ့တက်တက်ထုံကအခုဆိုရင်တော့လွတ်တော်အမဲ့အဖြစ်ဝင်ပြိုင်တော့မှာပါရှင်တက်တက်ထုံကဒီရက်ပိုင်းအတွင်းမှာတော့ဒေါက်တာတက်တက်ခိုင်ရဲ့ပါတီမှာမကြာခဏတွေ့လာရပြီးရုံခွဲဖွင့်ပွဲဒီမှာလည်းတက်ရောက်နေပါတယ် တက်တက်ထွန်းကဒေါက်တာတက်တက်ခိုင်ကိုလေးစားအားကျသူဖြစ်တာကြောင့်ဒီပါတီကိုရွေးချယ်လိုက်ပါတယ်။မကြခင်မှာလွတ်တော်မဲ့အဖြစ်ဝင်ရောက်ရှင်မြိုင်တော့မဲ့ MRGB ဖော်မင်းသားနေလင်းချိန်နဲ့အတူတွေ့လာရတာဖြစ်ပြီးတက်တက်ထွန်းကပါတီရဲ့အရေးကိစ္စတွေမှာတက်တက်ကြွကြွဆောင်ရွက်ပေးနေပါတယ်။ရွှေဆိုင်ဖွံ့ဖွဲတွေမှာလည်းမကြခဏတွေ့ရတဲ့အပြင်ရုပ်ရှင်တွေလည်းရိုက်ကူးနေရတဲ့တက်တက်ထွန်းကနိုင်ငံရေးလောကထဲကိုဝင်ရောက်သွားခဲ့တာကိုတော့အားလုံးကအံ့ဩနေကြပါတယ်။ပေါ်ကားတွေမှာတရုတ်ဆောင်ရွက်ကြောင်းသူ့ကိုအားပေးကြအောင်မှဖြစ်ပေမဲ့နိုင်ငံရေးလှုပ်ချင်တာကိုတော့ဝေဖန်နေကြပါတယ်။နိုင်ငံရေးလှုပ်တဲ့သူတွေကတော့လူအများရဲ့အပြောအဆိုကိုခံနိုင်ရှိရမှာဖြစ်တာကြောင့်တက်တက် ထွန်းကတော့မှတ်မှုတော့ပါဘူး။ချက်ချက်ထွန်းကအခုမှပဲနိုင်ငံကြီးကိုစိတ်ဝင်စားတာမဟုတ်ပဲအရင်ကတည်းကနိုင်ငံကြီးကိုစိတ်ဝင်စားတာပါ။အိန္ဒိယကရုပ်ရှင်မြင်သာပြည်ကြီးကနိုင်ငံကြီးလောက်ခါတဲ့ကိုဝင်ရောက်သွားချိန်မှာလေပြည်သူတွေကတခဲနဲ့အားပေးကြပြီးချက်ချက်ထွန်းလည်းဒီလိုအားပေးမှုမျိုးကိုလိုချင်လာပါတယ်။ပြည်ကြီးကရုပ်ရှင်မြင်သာဘွားကနေနိုင်ငံကြီးလောက်ခါတဲ့ကိုဝင်ရောက်တဲ့ချိန်မှာလည်းအောင်မြင်ခဲ့ပါတယ်။ချက်ချက်ထွန်းက2019ခုနှစ်ကလည်းရန်ကုန်မြို့တော်စီပင်တန်ရာရေးကော်မတီဝင်ဖြစ်ဝင်ရောက်ရွေးချယ်ခံခဲ့ပါတယ်။ကိုရိုင်းမဲဆွေစီယုံပေးမယ်မင်းနဲ့လို့ရှုံးနေခဲ့ရပြီးတော့ဟာသာစကားလောက်ခါတဲ့ကိုဝင်ရောက်သွားခဲ့ပါတယ်။သမီးဆိုဇလန်ကျော်မှာတော့ ထက်ထက်တွန်းကမျက်ခုံးနဲ့ပဲတရုပ်ဆောင်သွားခဲ့ပြီးတော့သူ့ရဲ့အောင်မြင်မှုကိုကြည်ကြည်မားမားကျွမ်းပို့ပေးနိုင်ခဲ့ပါတယ်။ဟာတာဇကားတွေမှာလည်းထက်ထက်တွန်းကိုမြင်လာရပြီးတော့နာမည်ကြီးမင်းသားတွေနဲ့လည်းဇကားတွေတွေ့ရိုက်လာရပါတယ်။ဒါပေမဲ့ဖာစီကတော့ထက်ထက်တွန်းကိုအိုဘားဆိုပြီးတော့အမနာနဲ့ပြောခဲ့လို့အနေငယ်ကြည်ကွဲသွားခဲ့ရပါတယ်။နိုင်ငံကြီးလောကတွေကိုဝင်ရောက်ဖို့အတွက်စိတ်မကုန်လို့2025ခုနှစ်မှာကျင်းပမယ့်ရွေးကောက်ပွဲကိုထက်ထက်တွန်းကဝင်ရောက်ပြီးတော့ရှင်မြိုင်တော့မှာပါ။ထက်ထက်တွန်းကအမတ်လောင်းဖြစ်ရှင်မြိုင်တော့မှာဖြစ်တာကြောင့်သူ့ကိုလာကြည့်ကြတဲ့သူတွေလည်းရှိသလိုမဲပေးမဲ့သူတွေလည်းရှိပေမဲ့အမတ်မရှိပဲဝင်ပြိုင်တဲ့သူအဖြစ်လည်းပြောခံနေရပါ ါတယ်။တက်တက်ထွန်းကတော့ဂယုမဆိုင်ပဲဝေဖန်မှုတွေကိုလည်းခံနိုင်ရှိတာကြောင့်ဝင်ပြိုင်ဖို့အဆင်သင့်ဖြစ်နေပါပြီရှင်။တက်တက်ထွန်းကတော့ Miss Universe မြန်မာလည်းဖြစ်ခဲ့ပြီးတော့အရေးစင်မနေတာကြောင့်အခြေခံလူဒန်းစားတွေရဲ့ဘဝကိုစာနာနားလည်ပေးနိုင်သူဖြစ်ပါတယ်။သူသာသမရကြီးဖြစ်လာခင်ရင်တော့အခြေခံလူဒန်းစားတွေကိုတိုးတက်သွားအောင်လုပ်ပေးနိုင်မယ်လို့လည်းယုံကြည်ထားပါတယ်။ခက်ခဲနေတဲ့ဘဝတွေကိုထပ်တူထက်မြက်ခံစားပေးနိုင်သူဖြစ်တာကြောင့်နိုင်ငံရေးလောကတွေကိုဝင်လိုက်တာဖြစ်ပြီးအမှုပညာအလုပ်တွေထက်နိုင်ငံအတွက်ပဲအလုပ်လုပ်ကြမှာပါ။အမှုပညာအလုပ်တွေဆက်လုပ်မယ်ဆိုရင်တော့တက်တက်ထွန်းကအကယ်ဒမီကိုတောင်ရနိုင်ပေမယ့်တယောက်စာ တ်မဖြတ်သန်းမဲ့ပြည်သူတွေဘဝတိုးတက်စေဖို့အတွက်ရင်းနှီးမြှုပ်နှံသွားတော့မှာပါ။အကယ်ဒမီစုထက်နိုင်ငံရေးလှုပ်ရှားကပိုပြီးကောင်းမှထင်ပြီးတော့လူအများရဲ့မျက်ကြာကိုခံယူတော့မှာဖြစ်ပါတယ်။ရွှေနန်းတော်ကကြီးရဲ့အမိကိုလေးစားအားကြတဲ့ထက်ထထွန်းကတချင်ချင်းမှာတော့ဝင်စီမမလည်းဖြစ်လာနိုင်ပါတယ်။ထက်ထထွန်းရဲ့မိဘတွေကလည်းသူ့ကိုအရင်ကတည်းကသမရကြီးအဖြစ်မြင်ကျင်ကြတာပါ။ရွှေဆိုင်ဖွံ့ဖွဲတွေမှာကနေရင်ကနေနိုင်ငံရေးလောကတွေကိုဝင်ရောက်ကြမှာဖြစ်လို့ထက်ထထွန်းတယောက်ဒီနေ့မှမဲတွေအနိုင်ရပါမလားဆိုတာလည်းစိတ်ဝင်စားစရာပါရှင်။ပေါ်ကတော့ရိုက်ကူရင်းကနေသမရကြီးဖြစ်စံလာလို့ရွေးကောက်ပွဲကိုဝင်ပြိုင်တဲ့ထက်ထထွန်းကဘလို့ ိုများထင်မြင်မိလဲဆိုတော့ကွန်မမှာပြောခဲ့ပါအောင်နော်ကြီးစုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်